အားလုံးပဲမင်္ဂလာပါမောင်ထွန်းသူလစ်စပေါ်မှတညအပိုင်း15ကျွန်တော်ကိုခမည်းဂျနီဗာမှာနေရမဟုတ်လားလို့မင်းနေဟုတ်ပါတယ်ကျွန်တော်ဂျနီဗာသားပါဒါပေမဲ့အခုလောလောဆယ်မှာဘဲဖို့မှာနေပါတယ်လို့ဖြေလိုက်တယ်ဘဲဖို့ကပြင်သစ်မှာဆိုတော့သူ့အနေနဲ့ကျွန်တော်နဲ့ပတ်သက်ပြီးနောက်ထပ်ဆုံဆန်းဖို့မလွယ်ဘူးပြန်မယ်လို့မှသူမမေးပဲမနေနိုင်နဲ့မိကုန်တစ်ခုမေးရင်ကျွန်တော်နဲ့ဟယ်လင်းဘယ်မှာတွေ့ကြလဲတဲ့ ဒလဝါနာတူရီလူချင်းခင်မင်းရင်းနှီးမှုရှိလာကြတာဟောတိတ်ကိုထူဆန်းတယ်လို့လေပြောရင်ဟဲလင်ကကျွန်တော်ကိုလှမ်းကြည့်ကျမတို့ကစီကံမှာတွေ့ပြီးခင်လာကြအောင်ပါမစ္စတာခရော့စီလို့ပြောရင်အကျမ်းမိုင်လူတွေဟာတခြားသားမလူတွေထက်ပူပြီးဝါနာတူတက်ကြတယ်ရှင်ပြီးတော့တိတ်ပြီးကျမ်းမိုင်ကောင်းတဲ့လူတွေမှာကအာယုံကြောတဲ့ကြွက်သားကောင်ပူများတယ်မဟုတ်လားအဲ့ဒါလို့ပြောပြီးဟဲလင်ကပြောတော့ cross ကလေအလိုက်တင်ပြန်ပြုံနေ ျွန်တော်နားလဲပါတယ်မတန်နဲ့ကျွန်တော်ကလေဟဲလင်းထက်ညံ့မတော့အောင် cross ကိုစကားတစ်ခုဝင်ပြောလိုက်တယ်ဒီနေ့ခေကြတော့ခမောရီက renoir ရဲ့ပကြီးကိုအလွန်ညံ့ဖြစ်တဲ့အနုပညာတစ်ခုလို့သတ်မှတ်ထားကြတယ်မဟုတ်လားဥမာ vingo ဆိုတော့ကောင်းဆုံးကိုယူတဲ့ဂျာမန်နီဟာခမောပြောတဲ့အုပ်စုတွေမှာမပေါဘူးပြန်ပြောပြီး cross ကအခန်းလေးကဖြစ်ကနေထွက်သွားတယ် သူကဘာကိုလိုချင်နေရလဲကျွန်တော်ကဟယ်လင်ကိုမေးရင်တရှုလိုချင်နေရဟယ်လင်ကမောင်ကိုမလာနဲ့လို့တတိပေးဖို့စူးစမ်းခဲ့တာဒါပေမဲ့မောင်ကရောက်လာတာဟယ်လင်မောင်ကသူ့ကို ခိုင်းထားတာသူကလာပြီးထောက်လန်းတာပဲဒီလိုမျိုးဟာအင်မတန်အောက်တန်းကြပြီဟယ်လင်ကတော့အလွန်ကိုဆက်ဆုပ်ရင်ရှာရင်ဂက်စတာဘိုလို့ခေါ်ရီနာစီစစ်ထောက်လန်းရေးဖွဲ့ရေးအရေးဟာနေဆက်ကိုဖျက်ချပြီး ကျွန်တော်တို့စီရောက်လာတာပဲဒါကိုကြည်ကြင်အပြင်ကျွန်တော်တို့ဟာလုံးဝမလွတ်ပြောက်သေးဘူးဆိုတော့တိတာထင်ရှားမနေဘူးလားခရော့စီကဟဲလင်ကိုကောက်စစ်ဝင်ယုံလာပြီးနိုင်ငံကူးလက်မှတ်မှာရုံးစိမ့်နေဖို့လိုအပ်တယ်လို့ပြောသွားသည်ထွက်ခွင့်ဗီဇာယူမယ်ဆိုတဲ့သဘောပဲသူကပြောရင်အဲ့ဒါဟာစီကန်အသေးတဲ့ဟဲလင်ကပြောရင်သူ့လိမ့်နာကျွန်တော်ပြန်ပြောရင်စီကန်သစ်ချရဆိုရင် မောင်းတိရမှာပေါ့ ဘေးဒုက္ခတွေအားလုံးဟာဒီကိစ္စနဲ့ပတ်သက်လို့တစ်တစ်ဟောင်းဟောင်းအကုန်သိရင်တကယ်လို့သူပြောတဲ့အတိုင်းမင်းသွားရင်မင်းနိုင်ငံကူလက်မှတ်ကိုစီးပြီးသိမ်းထားမှာတည်စားတယ်။အဲဒါဆိုဟဲလင်းလေးမောက်လို့ဘေးဒုက္ခတွေတယောက်ဖြစ်သွားမှာပဲ။ဒါပေါ့မင်းကဂျာမနီကိုမပြန်ဘူးလို့ဆုံးဖြတ်လိုက်ရင်ဘေးဒုက္ခတွေဖြစ်ပြီပေါ့။ဟဲလင်းကတော့ဒီမှာပဲနေမှာ။ဟဲလင်းကပြောတယ် ဘဲကောက်စင်းဝင်ရောမဟဲလေမသွားဘူးဂျာမနီကိုလေမပြန့်ဘူးဒီကိစ္စကိုအရင်တုန်းကကျွန်တော်တို့ချင်းမဆွေးနွေးမိခဲ့ကြဘူးအမှန်တော့လေတာကဆုံးဖြတ်ချက်တစ်ခုပဲကျွန်တော်ကသူ့ကိုဘာမှပြန်မပြောဘူးဟဲလီယန်နောက်ဘက်ကမူကောင်းခင်နေပန်းစင်တွေကတပင်တွေတလက်လက်တောက်ပါနေတဲ့ကံရည်ပင်ကိုမြင်းနေရတယ်အလင်းရောင်လေးမှာသူ့မျက်နှာဟာမှုန်မိုင်းနေမောင်တော်ဝင်မြူရပါဘူးဟဲလီကမကြည့်နေတဲ့အတန်းနေပြောရင် မောင်ကဒီကိစ္စကို မေးလည်းမမေးဘူးပြောလည်းမပြောဘူးရပါတယ်ဒီကိစ္စကို မောင်နဲ့လုံးဝမပတ်သက်စေရဘူးတကယ်လို့မောင်ဒီမှာရှိမနေဘူးဆိုရင်ဟယ်လင်ကတော့ဂျာမနီကိုမပြတ်ပါဘူးဟယ်လင်ခုရှင်းပြနေရကို မောင်ကျင်နေတယ်မဟုတ်လားကျွန်တော်အန်အားလဲတင်သွားတယ်ရှက်လဲရှက်သွားတယ်မဟုတ်ပါဘူးမောင်အခုတွေးနေရကအဲ့ဒီကိစ္စမဟုတ်လို့ဘာမှမပြောတာပါ ဟယ်လင်တိတယ်ဂျိုးဆက်အေးရောဟယ်လင်တို့ဒီကြောင်းကို နောက်ထပ်မပြောကြစတဲ့ဘယ်တော့မှမပြောအောင်နော်ခရိုစီကတော့လာအောင်ပါပဲသူမလာရင်တော့တခြားတယောက်စီတော့လှုပ်အောင်ပါပဲဟယ်လင်ကကောင်းနေနေမောင်မသူဆိုတာသိသွားရင်တော့သူတို့ကပြန်အောင်ရှာကြမှာပဲဟယ်လင်တို့တောင်းမန်းကိုမဖြစ်လို့မတော့ပါလေမောင်တို့အနေနဲ့အီတလီနိုင်ငံကိုသွားလို့မဖြစ်ဘူးဟယ်လင်မူဆိုလီနီရဲ့ပလိတ်တွေ ဂက်စတာဘိုစစ်ပလက်ဖွေတီတဲ့လဘေးဖက်နေကြတာတောင်ပိုက်ဖက်မှာတခြားသင်တော်မယ်နေရမရှိတော့ဘူးလားရှိတယ်ဆစ်စတီစီနိုလူကနိုလူကနိုအဲ့ဒီမလဲပိုင်းမှာကျွန်တော်တို့မိသားစီပြီးခီးဆက်ထွက်ကြတယ်9နိုင်တီတီကြတော့ကျွန်တော်တို့ဟာအက်စကိုနာကလိုကန်ဒါဗီဇာဟိုတယ်ရနာမှာထိုင်းနေကြပြီပတ်ဝန်းကျင်ရှုခင်းကလေးအီတလီဆန်သွားပြီမြို့ထဲမှာကတော့ကဘာလက်ခီးတဲ့အင်းနဲ့ ြည့်နေရပဲကျွန်တော်တို့အခုရောက်နေကဘာလေးဟာဇူရီကဆိုရင်နိုင်ဝါ90တတီနေစာလုံးမှုကလွယ်ပြီးတခြားဘာစိတ်ကူးမှမရှိရဲ့လက္ခဏာချက်ဝစီစကားကိုဖြစ်ကောင်းကျွန်တော်အားလန့်ကြည့်သည်စစ်မဖြစ်ခင်ငြိမ်းနေတဲ့နောက်ဆုံးသားတွေကိုခမျက်မှတ်မိသေးလားအဲဒီတော့ကဥရောပတစ်ထိုင်လုံးမှာထူးဆန်းတဲ့ခံစားမှုတစ်ခုရှိနေရလားအဲမှတ်မိပါလား သူတိုင်းကအလွန်ထူးခြားစမ်းကြရတဲ့အဖြစ်တခုပေါ်ပေါလာလိမ့်မယ်လို့မျှော်လင့်နေကြရသေးဗျ။ဒုတိယမြူနစ်ပြီးတော့တတိယမြူနစ်ဆိုတာမျိုးတွေပေါ်လာလိမ့်မယ်ဆိုရင်အထွေထွေမျိုးပေါ့။မျှော်လင့်ခြင်းနဲ့စစ်အားပြည့်ခြင်းဆိုတဲ့အရာတစ်ခုကြောင့်မှတရှိနေတဲ့စီးစာအချင်းလေးပေါ့။အရာအတိုင်းဟာခက်မှန်းလို့မရဘူး။အရာအတိုင်းဟာဖြစ်လာနိုင်တဲ့အခြေအနေလေးရှိရင်ကျွန်တော်ပြောတာဟုတ်တယ်မဟုတ်လား။ချက်ဝစ်ကမေးသည် ကျွန်တော်ကသူ့စကားကိုခေါင်းညှိ၍ထောက်ခံလိုက်သည်ချက်ချင်းမင်းခမည်းပင်တွေကိုပဲချင်းကြမှာတော့လေချက်ဝစ်ကခေါင်းချက်ဆက်လိုက်သည်အဲ့ဒီချိန်မှာပြင်သစ်နိုင်ငံဟာအင်ဂျီယာမဲ့အတွင်းနေလို့ထိုင်လို့တတော်တော်မရှိရဲ့အိမ်တလုံးနဲ့တူနေရှိရှိသမျှလမ်းအောင်လုံးကလေပြင်သစ်နိုင်ငံကိုပဲဥတီနေကြတယ်နောက်တစ်ပတ်လောက်ကြာမှာဟာကလော့စီစီကဟယ်လင်းစီကိုစာဆောင်ရလာတယ် ။စာထဲမှာကတော့ဇူးရီတို့မဟုတ်ငါကွားတို့ကကောင်စစ်ဝေယုံကိုအရေးကြီးကိစ္စတစ်ခုအတွက်ဟဲလင်ကိုရိုင်းအမြန်ဆုံးသတင်းပို့ရမယ်လို့ရေးဟာတယ်။ကျွန်တော်တို့မထွက်လို့မဖြစ်တော့ဘူး။ထွက်ရတော့မှာပဲ။ဆစ်စလန်နိုင်ငံဟာကျွန်တော်တို့တို့တိတ်ပြီးတင်းငယ်ချင်းမြောင်းတဲ့နေရာတနေရာဖြစ်နေပြီ။ဘေးနေရာကိုသွားသွားဒီနိုင်ငံထဲမှာဆိုရင်တော့ကျွန်တော်တို့ကိုတွေ့သွားမှာပဲ။တရက်မဟုတ်တရက်မှာတော့ကျွန်တော်ဆေးရစတန်းတွေကိုတောင်းပြီးဆက်လာစီလာလုံးပါပြီ။သူတို့ဘက်ကကျွန်တော်နိုင်ငံကုလက်မကို အတူးလို့တီးသွားရင်ဖမ်းပြီးပြင်းနေတဲ့ခတ်မှာပဲကျွန်တော်တို့လော်ဂါနီကို သွားကြတယ်ဒါပေမဲ့ဂျာမန်ကောင်စစ်ဝင်ရုံပဲကိုမြောက်အောင်ရှောင်ဝင်းခဲ့ကြတယ်အဲ့ဒီသွားမဲ့ဆောင်ပြင်သစ်ကောင်စစ်ဝင်ရုံကိုသွားပြီးကမ္ဘာလက်ကြီးတဲ့ဗီဇာယူခဲ့ကြတယ်အဲ့ဒီဗီဇာကကျွန်တော်တို့ကို6လထိနေခွင့်ရစေလိမ့်မယ်မဟုတ်လားဟယ်လီနိုဘေချေထွက်ကြမလဲမနဲ့ပြန် အိညာကကျွန်တော်ရဲ့နောက်ဆုံးညစာကို room go လို့ခေါ်ရရွာလေးတရာတွေက elba go တဲ့လားပို့တာဆိုရဲစားတော့ဆိုင်ပန်းချန်တွေမှာစားစားတယ်တောင်ဝင်းနေကြမှာတရှိနေရွာကလေးကကျွန်တော်မျက်စိရဲ့မှာပြက်လွားငက်ကလေးတကောင်ရဲ့အတိုင်းနေတူးနေရွာကအမြင့်ပေါ်မှာနေရဆိုတော့အောက်ဖက်ကံရီပြင်လောက်ကိုအပေါ်စီးမြင်နေရတယ်ပန်းချန်တွေကတစ်ပင်နေပေါ်မှာလေး ပန်ရာဇဝမီးရင်လေးတွေကို ဝေဆာလာပေါအောင်ခြေဆွဲထားတယ်။အနေမဲ့ဘက်ကလေနဲ့ပါလာနေနှင်းစီပန်တွေနဲ့စပယ်ဘန်တွေရဲ့အနက်ဟာတင်းပြန့်နေတယ်။ကန်ထဲမှာကျွန်းငယ်လေးရှိရောမခေတုံးကတော့ကျွန်းလေးတစ်ချုံပေါ်မှာ Venus နဲ့သမီးရဲ့နှကွန်တစ်ခု ရှိခဲ့ဘူးရဲ့လို့ပြောဆိုနေတဲ့နေလေးကြားရတယ်။ရောပပက်လေးမှာ ရှိနေတဲ့အပြာနုရောင်တောင်တန်းတွေကြည်လင်တောက်ပနေတဲ့ဘူကောင်းငင်းလေးစီကို ထိုးတက်နေကြတယ်။ ကျွန်တော်တို့ဟာ စပါဂက်တီအီတလီခေါက်ဆွဲနဲ့ပီကာတာကိုအီတလီဝိုင်းနဲ့တွဲပြီးစားတော့ကြတယ်။ကျမတို့ဒီမှာဆက်ပြီးမနေနိုင်တော့ဆိုးတာပဲ။ဟယ်လင်ကပြောတယ်။နွေရသည်ဒီမှာနေရင်ဟယ်လင်သိပ်ပျော်မှာပဲ။နောက်တစ်ချိန်ကျတော့ဒီစကားမျိုးပြောနိုင်တဲ့ခွင့်ရည်အများကြီးရအောင်ပါ။ခုချိန်မှာဒီထက်ကောင်းတဲ့စကားတွေပြောဆက်ရှိသေးလို့လားမောင်ရီ။ ဟန်လေးနေနဲ့စန့်ကျင်တဲ့စကားတွေအများကြီးပြောခဲ့ပြီးပါပြီစန့်ကျင်မဲ့စကားတွေဟုတ်လားဟုတ်တယ်လေဒီမှာနေရမယ်ဆိုရင်တော့စိုးရပဲလို့ပြောရင်လေရတာပဲကျွန်တော်ကသူ့လက်ကို အသာဆွဲယူလိုက်တယ်သူ့သားရဟာခုချိန်ထိညမမမရှိနေတယ်သူ့မျက်လုံးရောင်တွေဟာဝင်းလဲ့နေမောင်မင်းကိုတိတ်ချစ်တယ်ဟဲ့လေဘောက်ဆောင်လဲတီလား မဟာမင်းကိုရောင်ပြန်ဟမေမှန်ချက်ဖြစ်နေလို့ပါဒီညာကင်းနဲ့ဒီနာရီပိုင်းကလေးကိုဖျားသခင်ကကြောင်းချပြပါစေလို့မောင်စုတောင်းပါတယ်ဖျားသခင်ကအရာတိုင်းကိုကြောင်းချပြပါစေလို့ဟယ်လင်လဲဆုတောင်းပါတယ်အထူးသဖြင့်မောင်တို့ကိုကြောင်းချပြပါစေဘာဖြစ်လို့လဲသိလားမောင်နေနဲ့ပြောသိမ်းပြောထိုက်တဲ့စကားကိုအခုမှပြောတဲ့အတွက်ကြောင့်မို့ဝိုင်းကုံသွားတဲ့အခါကျတော့ကျွန်တော်တို့ဟာလမ်းကျွလမ်းကြတွေကိုတလန်းဝင်တလန်းထွက်ပြီး လမ်းမကြီးတစ်ခုစီကိုရှောက်လာခဲ့ကြတယ်။ဒီလမ်းမကြီးကအစကိုနာဘတ်သွားတယ်လဲ။တောင်တန်းတစ်ခုရဲ့ဘေးတိုင်းအောက်ဖက်ဆင်းလာပြီးရွန်ဂိုရာနဲ့တုတ်တန်က ဖြတ်သွားရတယ်လမ်းမေ။ကျွန်တော်တို့တုတ်တန်တွေကဖြတ်လာမှာတော်ပန်းတောင်ပန်းတွေဝှေးပြက်နေရကိုသတိထားမိကြတယ်။အစကိုနာမျိုးရဲ့စင်ကြေဘုံမှာ ရှိနေတဲ့စသောဆန်ဒီစီကမိရောက်နေဟာကံရည်ပင်ပေါ်မှာလာပြီးရိတ်ထင်နေကြတယ်။ တောင်ကြားရဲ့ဘက်ကအေးမြတဲ့လီဟာတဖြူဖြူတိုက်ခတ်နေ။ကံရဲ့တဖက်ခန်းချေပေါ်ကကျွန်တော်တို့ငားထားတဲ့အိမ်ကိုပြန်အောင်လာကြရင်အိမ်ကတော့ခက်သေးသေးပါ။ဒါပေမဲ့အိတ်ခန်းတစ်ခန်းရှိရေနေသားထိုင်သားရှိရေအိမ်တစ်လုံးမှာဟဲလင်တို့လက်ထဲမှာရှိနေတဲ့ငွေနဲ့နောက်ထပ်ဘလောက်ကြာကြာနေနိုင်မလဲ။ဟဲလင်ကမေးရင်ချွေတာပြီးတော့ရင်တနည်းပေါ့။တနည်းခွဲလေးကြာစင်ကြမယ်။တကယ်လို့မချွေတာဘူးဆိုရင် ီနွေကုန်ရင်ကုန်မှာပဲဒါဆိုလေချွေတာမနေနဲ့တော့နွေရသည်ကတူတူလေးရဲ့ဟုတ်ပါလေနွေရသည်ကတူတူလေးပါဟဲလင်းကသောသောကြီးပြောလေနွေရသည်တင်တူတာမဟုတ်ဘူးဘဝဟာလေတူတူလေးပဲအဲ့လိုဖြစ်နေရဘာကြောင့်လဲဆိုတော့ဟဲလင်းတို့ကအချင်းကားလာအပြင်ဘလောက်တူတယ်ဆိုတာသိနေကြလို့ပါဘဝတူတယ်ဆိုတာကြောက်နေသီလားငှက်တွေရောသီလား လိပ်ပြာတွေကောတိလာသူတို့ဖို့ကတော့ဘွားဟာရာသပန်တီမြဲနေအရာတကူကြီးဘသူကမှလည်းဒီကြောင်းကို ရှင်းမပြစားဘူးဟယ်လင်နဲ့လူကြီးကမှဘာဖြစ်လို့ပြောကြတာလဲဒီမိကုန်းအတွက်တော့အဖြေလွားတွေကအများကြီးရှိနေရပြီဟယ်လင်ကိုအဖြေတစ်ခုပေးပါလားကျွန်တော်နဲ့ဟယ်လင်အောင်မှမမဲခန့်နဲ့မှရက်နေကြတယ်တကားရီနဲ့ပရင်းပေါက်တွေကိုတော့ဖွင့်ထားတယ် ကျွန်တော်ကသူ့ကိုအဖြစ်တစ်ခုပေးလိုက်တယ်ဘဝဟာရာသပန်တီးသွားရင်လူတွေကမခံနိုင်အောင်ဖြစ်လာလိမ့်မယ်လေဟဲလီနုကဘဝပေါ်မှာညင်းငွေ့သွားလိမ့်မယ်လို့ဘောင်ကထင်လားဖခင်သခင်ကဘဝကိုညင်းငွေ့တယ်လို့ညင်းငွေ့သွားလိမ့်မယ်လို့ယူဆဟသလားအဲ့ဒါဆိုရင်တော့မမှန်ဘူးနောက်ထပ်အဖြစ်တစ်ခုလောက်ထပ်ပေးပါဦးလားဘဝရသပန်တည်သွားရင်တာယာပျော်ရှင်မှုတွေမတာယာမှုတွေအပျော်ရှင်မှုတွေ ပူများလာလိမ့်မယ်တဲ့ဟဲလင်းကဘာမှပြန်မပြောဘဲငြိမ်နေတယ်အချိန်တော်ကြာမှကျွန်တော်ကမောကြည့်ပြီး ပြောတယ်ဒီစကားရီရဲ့မှာမှန်ကန်မှုဆိုတာနှမ်းစစ်တစီတောင်မပေါ့ဘူးဟဲလင်းတို့ဒီစကားရီကိုပြောနေကြတာဟာတခြားဆောင်မဟုတ်ဘူးဟဲလင်းတို့ဒီဘက်မှာရာသက်ပန်မနေကြဘူးဆိုတာရင်ပြီးတော့ဟဲလင်းတို့အနေနဲ့ဘယ်ရောက်ကိုမှရာသက်ပန်စုတ်ကန်မထားနိုင်ဘူးဆိုတာရင်အဲ့ဒီချက်တွေတိနေကြလို့ပါ မှန်တော့ဟယ်လင်တို့စီကတီထွင်းတဲ့စကားပါ။ဘာကြောင့်ဟယ်လင်တို့ကတီထွင်းရလဲ။ဒါလည်းရှင်းပါလေ။ဒီစကားကဟယ်လင်တို့အတွက်တခုရီးသောမျော်လင့်ချက်ဖြစ်နေအောင်။မျော်လင့်ချက်ပေါ်မှာလေမင်းမြုံကြည့်ဦးဆိုပါတော့ဟုတ်လား။ဟယ်လင်ကတော့ဘာကိုမှမြုံကြည့်ဘူး။ဒီတည့်ရက်မှာဟယ်လင်တို့ကန်ကောင်းခြင်းကန်ကောင်းမယ်။နောက်တည့်ရက်ကျတော့ကောင်းခြင်းမှကောင်းမယ်။လူတိုင်းဟာဒီအတိုင်းဖြစ်နေရပဲ။အချင်းသားတယောက်ဟာသူ့လူမြောက်ဖို့မျော်လင့်ချက်ထားခြင်းထားမယ်။ ထားတဲ့အတိုင်းဒီဒီချင်းအောင်မြင်မှုရခြင်းရမယ်။နောက်တစ်ချိန်ကျတော့သူထင်သားသလိုကန့်ကောင်းခြင်းမှာကန့်ကောင်းမယ်။ကျွန်တော်သူ့စီကို ရှောက်သွားတယ်။သူကအကန့်မခံဘူး။ဖွင့်ထားတဲ့တကားဘောက်ကနေပြီးအပြင်ကိုထွက်သွားတယ်။ကျွန်တော်သူ့နောက်ခံလိုက်သွားတယ်။အပြင်မှာတော့အလင်းအောင်ကရှိနေ။ဟဲလေးမျက်နှာမှာ မျက်ရည်တွေစီးကြနေ။မင်းဘာဖြစ်နေလဲ။ကျွန်တော်ကမေး။သူကမဖြေဘူး။ကျွန်တော်ကလေနောက်ထပ်မမေးဘူး။ ဟယ်လင်မူးနေရင်အချိန်တော်ကြီးကြာမှသူကဖြစ်ပြီးဟယ်လင်မူးနေတာရှင်းမသိဘူးလားမောင်သတိမထားမိဘူးဟယ်လင်ဝမ်းသောတာများသွားတယ်မများပါဘူးနောက်ထပ်တစ်လုံးရှိသေးတယ်အရင်နောက်ပဲမြခင်ပေါ်မှာကြောက်စွဲတစ်လုံးရှိရဲ့ကျွန်တော်ဝမ်းပလင်းကိုဇွဲအောင်မတင်ထားခဲ့ပြီးဖန်ခွက်ယူဖို့အိမ်နေဝင်ခဲ့တယ်ကျွန်တော်ပြန်ထွက်လာတော့ ဟယ်လင်ဟာမျက်ပင်နေကြရဲကဖြတ်ပြီးရေခမ်းပတ်သွားနေရမြင်ရတယ်။ကျွန်တော်သူ့နောက်ကိုချက်ချင်းလိုက်မသွားဘူး။ဖန်ခွက်ထဲကိုဝိုင်းချင်။ကံရည်ပြင်းနဲ့မိုးကောင်းငင်ကအယောင်ကြောင့်လားမသိဘူး။ဝိုင်းရောင်ဟာမင်းနေတယ်။ခဏနေတော့ကျွန်တော်သူ့နောက်ကိုလိုက်သွားတယ်။မျက်ပင်တွေနဲ့အုံမိနေကြရဲကဖြတ်ပြီးရေခမ်းစီကိုရောက်သွားတယ်။သူကဘေးရဆက်မှာရက်နေရမြင်ရတယ်။သူ့ကိုမြင်ရတော့မှပဲကျွန်တော်စိတ်အေးသွားတယ်။သူရက်နေပုံကတစုံတစ်ခုကိုမျောလင့်ဆောင်ဆောင်နေတယ်လို့ ကျွန်တော်သူ့စီထီရှောက်မသွားဘူးသူလက်မှာမှာဆိုရင်ဒါကြောင့်မို့ကျွန်တော်အသာရက်ပြီးရေးချေကိုကြည့်နေခဏနေတော့ဟယ်လင်ဟာတပြင်းတစ်ချက်ချပြီးရေထဲကိုဆင်းသွားတယ်သူရေကူးနေရမြင်တော့ကျွန်တော်အိမ်ဘက်ကိုပြန်လျှောက်လာခဲ့တယ်ဟယ်လင်တို့ကမျက်နှာတုပ်ပေါ်နေခြုံနေအင်းကြီးယူဖို့ပြန်လာခဲ့တယ်အပြင်ကိုပြန်ရောက်တော့တနေရာကထိုင်ပြီးသူရေချိုးပြီးကိုစောင့်နေတယ် သူရေချိုးနေရကိုအဝေးကနေပြီးစစ်စစ်ဆက်ဆက်ကြည့်နေမိရင်ဟဲလင်ဟာသူ့ရင်ထဲမှာ ရှိနေတဲ့ပြဿနာကို သူ့ဘာသာသူပြေအောင်ဖြေရှင်းနေတဲ့သဘောရှိရင်ဒီတည်ငှအချိန်ကလေးမှာရေဟာသူ့ငံချမှာသူ့မိကိုနေသူ့အဖြစ်ဖြစ်ပေါ်နေပုံပေါ်ရင်သူ့ပြဿနာကိုသူ့ဘာသာသူတယောက်ထဲကြိတ်ပြီးတိုက်ခိုက်နေဟန်ရှိရင်တော်တော်ကြတော့သူ့ကမ်းမက်ကိုပြင်ကူးလာတယ်ခန်းရောင်တန်းနေတဲ့ကရင်ပြင်ကိုနောက်ခံပြူထားတဲ့သူ့ကောင်းဟာမဲနဲ့နေတယ် သူဟာကံမောင်ရောက်တဲ့နေ့တပြိုင်တည်းကျွန်တော်စီကိုပြေးလာတယ်။ရှီကတိတ်အေးရပဲ။ရှီကန်ကနာနာဘာဝါတွေရှိနေတယ်လို့ထင်ရတယ်။အင်ဇီမကြီးကပြောတော့ဒီကျွန်းနေအောင်မှာအော်တိုဘတ်လို့ခေါ်ရေးရေသေးကြီးတကောင်ရှိရဲ့။ကျွန်တော်သူ့ကိုမျက်နှာတော့ပေါ်ကချုံပေးလိုက်တယ်။ဒီခန်ထဲမှာတော့ကြီးဆုံးဆိုလို့ငါပဲရှိမှာပါ။မင်းပြောတဲ့အော်တိုဘတ်တွေမရှိပါဘူး။အော်တိုဘတ်တွေကဂျာမနီမှာပဲရှိရပါဘူး။ ရေးဆိုတာကတော့ညဆိုရင်အီရာပါပဲဟဲလင်းရေကျွန်တော်ကပြင်ပြပြရတယ်တကယ်လို့ဟဲလင်းတို့အနေနဲ့အော်တိုဘတ်တွေရှိနေပါတယ်လို့ထင်နိုင်ရင်အော်တိုဘတ်ဆိုတဲ့ဘာဟာအများကြီးမရှိအောင်အနည်းအပါတော့ရှိရမှာပေါ့ဟဲလင်းတို့ကမရှိတဲ့အရာတစ်ခုကိုရှိပါတယ်လို့ထင်လို့မမရတာမင်းအဲ့ဒါလို့တွေးရင်တော့ဖျားသခင်ရှိရဲဆိုတာယုံကြည်ဖို့လွယ်သွားပြီမောင်ကရောဖျားသခင်ရှိရဲဆိုတာယုံလား ဒီညတော့မောင်ဟောင်းအရာရာတိုင်းယုံကြည်နေရဲ့ဟဲ့လေမောင်နဲ့ဟဲ့လေတို့ဒီလိုဘတော့မဟုတ်ဘူးနောင်ဘွားမှလေအထူးထူးနေရလိမ့်မယ်ဆိုတော့ကိုရောယုံနာမဲလားယုံနေကျွန်တော်ကတုံဆိုင်မနေပြီဖြီလိုက်တယ်ဟဲ့လင်ကတပင်းချတယ်ဟဲ့လင်ကတော့ဒီကိစ္စကိုအခုလောလောဆယ်အငင်းကုန်မလုပ်ချင်ဘူးမောလေမောနေရေအီလေအီနေမနော်ဒီကန်ရေဟာတောင်ပေါ်ကကျလာတဲ့ရေတွေပဲအေးမှာပေါ့ ကျွန်တော်မှဝိုင်းသာမကဘူးဘရန်ဒီဒီပလင်းမှာပန်းလာတာကိုသတိရလိုက်တယ်အဲပါကိုထဲလာပုတ်စားတော့ဆိုင်ကဝေးလာတာစပီဒီကချက်တယ်ဂရန်ဘာဘရန်ဒီဆိုတော့အကောင်စားရဲ့ပဲအခုလိုအေးတဲ့ချိန်မှာအလွန်တောက်တဲ့နဲ့ဘရန်ဒီပဲကျွန်တော်အိမ်ထဲပြန်ဝင်ပြီးအဲ့ဒီပလင်းကိုယူရင်ဟဲလင်းတို့ကတဖန်ကွက်အပြည့်ထည့်ပြလိုက်တယ်သူကတော့အေးအေးစစ်စစ်ပဲဘရန်ဒီကို ဖြည်းဖြည်းမှန်မှန်တောက်နေတယ်ဟဲလင်း ဒီနေရာလေးကခေါ်သွားမှာစိတ်မကောင်းပါဘူး။သူကညီးရဲ့မင်းမနှက်ဖြန်ကြရင်ဒီနေရာကိုမြှေ့သွားမှာပါ။မောင်တို့ပါရီကိုရောက်တော့မှာပဲ။မင်းမရောက်ဘူးသေးလို့ပါ။ပါရီဟာကဘာပေါ်မှာအလှဆုံးမျိုးကြီးတစ်မျိုး။ကဘာပေါ်မှာအလှဆုံးမျိုးဆိုတာဟာမောင်စင်ချမ်းသာမှုရှိနေရာတစ်ခုဖြစ်တဲ့နည်းဟယ်လင်ပြောလိုက်တဲ့စကားတွေကတိတ်များကြီးကျယ်နေမလားကျွန်တော်ကရေးလိုက်မိရဲ့ မင်းဘရန်ဒီထက်ယူအောင်မလားသူကခေါင်းငိမ့်နေကျွန်တော်ကသူ့အတွက်တစ်ခွက်ကျွန်တော်တက်တစ်ခွက်ဘရန်ဒီထက်ထည့်ကျွန်တော်တို့ဟာမြေပြင်နေကြကကြောက်စွဲမှာဟဲလင်အိတ်ချလာတဲ့အထိထိုင်ကြတယ်သူ့ကိုကျွန်တော်ကတွဲပြီးအရာတွေပို့ပြီးသူကျွန်တော်ဘေးမှာအိမ်မောကြသွားတယ်ပွင့်နေတဲ့ကောင်ကနေပြီးပြင်ဘက်ကမြေပြင်နေကိုကျွန်တော်ကြည့်နေမိမြေပြင်နေဟာပထမတော့အပြာရအောင်နောက်တော့ငွေရောင်ကို ပြောင်းသွားတယ်